ျပန်တို့ရဲ့မြေမှာမြန်မာဂုံယောင်ကိုနိုင်ငံတကာစီမိမှာအတောက်ဆုံးဖြစ်အောင်ဆွမ်းဆောင်ခဲ့တဲ့ကျမတို့ရဲ့ချစ်စဖွဲအလောမဲနန်အင်ဂျလီခေါ်နန်နာရဲ့အောင်မြင်မှုရခဲ့ပါပြီ။ Miss International 2025ပြိုင်ပွဲကြီးကိုပြီးခဲ့တဲ့နိုဝင်ဘာလ29ရက်နေ့ကဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပခဲ့တာဖြစ်ပြီးနိုင်ငံပေါင်း90ကျော်ကအလှမယ်တွေရှင်ပလန်ခဲ့ကြရမှာနန်အန်ဂျလီဟာမြန်မာနိုင်ငံကိုစားဖြူအဖြစ်တွားရောက်ရှင်ပလန်ခဲ့ပါတယ်။နောက်ပြီးနန္နာဟာတမျိုးသားလုံးကိုဂုဏ်ယူဆဲခဲ့တဲ့ Top 8ရလက်ကိုယူဆောင်လာနိုင်ခဲ့ပါတယ်ရှင်။သူမဟာ Miss International ပြိုင်ပွဲသမိုင်းတလောက်မြန်မာနိုင်ငံအတွက်ပထမဆုံးအကြိမ်အဖြစ် Top 10စာရင်းထဲကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့တဲ့အလှမယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။ ယ်။ဒီလိုမျိုးအထင်ကရအောင်မြင်မှုရရှိရမှာနန်းအင်ဂျလီရဲ့တကူတော်ကြိုးစားမှုတွေအပြင်မြမပရိသတ်တွေရဲ့မေတ္တာအားကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်ထည့်ပါတယ်။ဒီမှာအောင်ကဘာတဝင်းကပရိသတ်တွေရဲ့မဲပေးမှုနဲ့ချီးမြှင့်တဲ့ People's Choice Award ကိုလည်းစုခိုးခဲ့ပြီးဒီဆုတဆိတ်ကပဲဒီမှာကို Top 10အဆင့်ကိုတိုက်ရိုက်ဝင်ရောက်ခွင့်ရရှိစေခဲ့တာဖြစ်ပါတယ်။ဒါဟာမြမပရိသတ်တွေရဲ့စီးလုံးညီညွတ်တဲ့အင်အားအားပေးမှုနဲ့မေတ္တာတရားတို့ဟာနိုင်ငံတကာဆင်မြင့်မှာပါအရာရောက်ချောင်းကိုတတ်တည်ပြလိုက်တာပဲဖြစ်ပါတယ်ရှင်။ ။စင်မြောင်ပေါ်မှာနိုင်ငံတကာမီဒီယာတွေရဲ့အာရုံကိုဖန်ဆနိုင်ခဲ့လေ။ဒူမရဲ့အမျိုးသားဝတ်စုံ National Costume အကြောင်းဟာလေပြောစမှတ်သွင်းသွားခဲ့ပါတယ်။ဒူမရဲ့ဝတ်စုံကိုအောက်ချင်းတန်တာချင်းတို့ယုံရလွတ်အမိပေးထားတာပါ။ဒီဝတ်စုံဟာချင်းတန်ရဲ့သားတွေရဲ့လပားတဲ့လက်မှုပညာရိုးရအမွေအနစ်တွေနဲ့အောက်ချင်းကကိုအဓိကပုံဖော်ထားတာဖြစ်ပါတယ်။အောက်ချင်းကဟာချင်းရိုးရယဉ်ကျေးမှုမှာသစ္စာရှိမှုချစ်ချင်းမေတ္တာနဲ့ရိုးသားဖြောင့်မတ်မှုကိုကိုစားဖြွေးအငတ်ဖြစ်တာကြောင့်ဒီဝတ်စုံဟာရုပ်ပိုင်းဆိုင်ရာအလအပအဖြစ်မြမအတိုင်း င်းသားယဉ်ကျေးမှုရဲ့နည်းနည်းနဲ့အတိပင်နဲ့တံပိုးတွေကိုပါကဘာကိုပါထိထိမိမိချပြနိုင်ခဲ့တာပဲဖြစ်ပါရဲ့ရှင် Miss International ပြိုင်ပွဲရဲ့အခြေခံသမိုင်းကြောင်းနဲ့ပြိုင်ပွဲရဲ့ရည်ရွယ်ချက်ကိုပြောပြရမယ်ဆိုရင် Miss International ပြိုင်ပွဲကို1960ပြည့်နှစ်ကတည်းကစတင်ကျင်းပခဲ့တာဖြစ်ပြီး Miss World, Miss Universe, Miss Atona အတို့ကမ္ဘာအကြီးဆုံးအလမဲပြိုင်ပွဲ Big 4တဲ့ကတခုအဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ဒီပြိုင်ပွဲဟာရုပ်ရည်အလားအပါထက်အလမဲတွေရဲ့ငင်းချိုင်းကြီးကမ္ဘာချစ်ကြည်ရဲ့နဲ့ယဉ်ကျေးမှုဖလှယ်ရုပ်တို့အပေါ်ထားရှိတဲ့ရည်ရွယ်ချက်ကိုပါအဓိကအလေးထားပြီးစစ်ဆေးတာဖြစ်ပါတယ်။အနိုင်ရရှိသူအလမဲဟာငင်းချိုင်းရဲ့နဲ့အလားအပါဆိုင်ရာစတန်ဒတ်မှတ်အဖြစ်တနစ်တာလုံးတာဝန်ယူပြီးကိုလာသမဂ္ဂရင်မှန်းချက်များ SDGs နဲ့ဆက်ဆက်တဲ့လူမှုအကျိုးပြုလုပ်ငန်းတွေကိုတက်ကွက်စွာဆောင်ရွက်ရတာဖြစ်ပါတယ်ရှင်။နန္နာရဲ့တခိုင်နဲ့ဆော်ဝေးစီမံကိန်းကလည်းလူငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုအားပြကူညီဖို့ရည်ရွယ်တာဖြစ်လို့ပြိုင်ပွဲရဲ့ရည်ရွယ်ချက်နဲ့ထပ်တူကြထည့်ပါတယ်ရှင်။ Miss International 2025ပြိုင်ပွဲကြီးရဲ့ကြီးကျယ်ခမ်းနားတဲ့ညနေခင်းရဲ့အဆုံးသတ်မှာ Miss International တရက်ဖူကိုတော့လှပပြီးထပ်မြတ်တဲ့ကိုလံဘီယာနိုင်ငံကိုစပြုခထလီနာဒူကေကစခုရရှိသွားခဲ့ပါတယ်ရှင်။ကိုလံဘီယာဟာဒီတရက်ဖူကိုရရှိခြင်းဟာနိုင်ငံအတွက်၄ချက်မြ ောက်အောင်မြင်မှုလည်းဖြစ်ပါတယ်။ ဒီလိုမျိုး Miss International ပြိုင်ပွဲလိုကမ္ဘာစင်မြစ်မှာမြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပေးနိုင်ခဲ့တဲ့အောင်မြင်မှုတွေရဲ့နောက်ွယ်မှာအလမဲတွေကိုအကောင်းဆုံးပုံဖော်ပေးခဲ့တဲ့ပုဂ္ဂိုလ်တဦးရှိပါတယ်။ Miss International မြန်မာရဲ့ National Director Thu An Lun ကြောင့်လို့ဆိုရမှာပါ။ Thu An Lun ရဲ့နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံတွေခင်မီတဲ့စီမံခန့်ခွဲမှုပုံစံနဲ့အရေးအချင်းရှိတဲ့အလမဲတွေကိုလမ်းညွှန်းပြင်ဆင်ပေးနိုင်တဲ့စွမ်းရည်တို့ကြောင့်ယခုလိုမျိုးသမိုင်းဝင်ရလဒ်တွေကိုစက်တိုက်ဆိုးသလိုရရှိခဲ့တော့ပဲဖြစ်ပါတယ်။သူကလည်းမြန်မာအလမဲလောကကို ဦးဆောင်လမ်းကြပေးနေတဲ့အတွက်အထူးပင်ဂုဏ်ပြုကျေးဇူးတင်ရှိပါတယ်ရှင်။နိုင်အန်ဂျလီရဲ့ Miss International စစ်မြင့်ပေါ်ကအောင်ခွဲဟာကျမတို့မြန်မာလူမျိုးတဲ့အတွက်ဂုဏ်ယူစရာစိတ်အားတက်ကြွစရာဖရက်တစ်ခုပါ။ဒီမှာဟာနိုင်ငံတကာစစ်မြင့်မှာမြန်မာအမျိုးသမီးတွေရဲ့အလအပါဉာဏ်ပညာနဲ့စိတ်ကြခွန်အားကိုပြသနိုင်ခဲ့သူဖြစ်ပြီးအနာဂတ်မြန်မာအလမဲတွေအတွက်လမ်းပြကျဲတပွင်ဖလာခဲ့ပါသည်။နန္နာရဲ့အနာဂတ်လှုပ်ရှားမှုတွေကိုအမြဲမပြတ်ဆောင်ကျဉ်အားပေးနေမှာဖြစ်တယ်လို့နောက်နေ့ Miss International ပြိုင်ပွဲမှာဝင်းရောက်ရှင်ပိုင်မဲအလမဲအသစ်အတက်လေးမ ြန်မာပြည်သက်တွေအားလုံးဟာဒီဆက်ပို့ပြီးစီလုံးညီမျက်စွာဆက်လက်အားပေးကြဖို့တိုက်တွန်းပြချရင်းဒီကနေ့အစီအစဉ်ကိုတင်ပြလိုက်ပါတယ်ရှင်